တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်ကျောင်းသားကျောင်းသူများနိုဝင်ဘာလ18ရက်နေ့မှ21ရက်နေ့အထိကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းပြည်ထောင်စုရေကောက်ပွဲကော်မရှင် UEC ကနိုဝင်ဘာလ15ရက်နေ့ကအတိပေးကြေညာထားပါတယ်။ သက်ဆိုင်ရာပြည်တော်စုဝင်ကြီးဌာနများကတာဝန်ယူဖွင့်လှစ်သည်တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်များမကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ရွေးကောက်ပွဲကျင်းပမည်ဒီဇင်ဘာလ28ရက်နေ့တွင်ចောင်းသားចောင်းသူများသည်သက်ဆိုင်ရာတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်၌ចောင်းသက်နေကြရမည်ဖြစ်သောကြောင့်ចောင်းသားចောင်းသူများအနေဖြင့်မဲပေးခွင့်မဆုံးရှုံးစေရအတွက်သက်ဆိုင်ရာចောင်းများသို့မတော်ရောက်မီမိမိတို့မဲဆင်းပါရှိရာရက်ွက်တုံးမဟုတ်ဂျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင်18ရက်နေ့7လ2025ရက်နေ့မှ21ရက်နေ့7လ 2025ရန်နေအထိနနက်9:00မှညနေ6:00အတွင်းကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းအတိပေးကြေညာထားပါသည် မင်းစံနာပြင်ပရောက်ចောင်းသားចောင်းသူများအနေရွေးကောက်ပွဲစတင်ကျင်းပါမည်။ဒီဇင်ဘာလ28ရက်နေ့တွင်အသက်18နှစ်ပြည့်ပြီးဥပဒေအရဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါကောင်။မိမိတို့ကင်ဆောင်သည့်နိုင်ငံတော်စီစီအေကန်နှင့်သက်ဆိုင်ရာတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်များမှထုတ်ပေးသည့်ចောင်းသားစီစီအေကန်တုံးမဟုံចောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်းကို UEC ကအသိပေးကြေညာထားပါသည်။